ဆိုအားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီလူသစ်တယောက်အနေနဲ့အင်တာဗျူးဝင်တဲ့ခါမှာ myself ပေါ့နော်အဲ့ဒါအဓိကလိကအရင် view ရအောင်နော်အဲ့ဒီအချိန်မှာကျွန်တော်တို့အဲဘယ်လိုတွေပြောမလဲပေါ့နော်ကို myself ကိုအကြောင်းကိုပဲဘယ်လိုတွေပြောမလဲအင်တာဗျူးကစိတ်ဝင်စားအောင်ဘယ်လိုတွေပြောမလဲပေါ့နော်ဆိုတော့ကျွန်တော်ဒီအပိုင်းမှာလူသစ်တွေအဲကျွန်တော်တို့ဒီ SBS line line ခေါ်ထားလို့ပြီးတော့ကျွန်တော်တင်နန်းကလူသစ်တွေနဲ့လည်းမလောက်ဘူးဆိုတော့လူသစ်အများကြီးခေါ်တော့အများကြီးတွေကသူက အရောက်ရည်တော့ခေါ်တာမဟုတ်ပတ်စံရရင်ပြီးရောဆိုပြီးခေါ်တာမဟုတ်ဘယ်နဲ့အော် speaking test ကိုအရင်လုပ်ချင်တာမဟုတ်နော်ပြီးတော့ကျွန်တော်တို့အလုံးစုံလွှဲထားတာအဲကိုနိုင်လင်းတို့ဒီ speaking test လုပ်ကြည့်လို့အဆင်ပြေတဲ့လူဆိုရင်ပို့ပေးသူတို့ဟိုဘက်ကိုတင်ပေးမယ်ပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့လုပ်တယ်ဟိုကသူတို့တင်လိုက်တော့မှ ship owner ကနေလမ်းပြူတာပေါ့နော် Skype နဲ့လမ်းပြူတယ်အဲ့တော့ကျွန်တော် Skype account တွေလည်းဖွင့်ခိုင်းထားတယ်ဆိုတော့တင်နန်းသားတွေတချို့ကလည်း interview နိုင်သေး ready မဖြစ်ဘူးပေါ့နော်သူတို့တင်တက်နေတာနဲ့တခြားကိစ္စတွေရှိတာနဲ့ ဆိုတော့ကျွန်တော်အပြင်လူတွေကိုကျွန်တော်လူသစ်တွေကိုခေါ်ပြီးတော့ကျွန်တော်အင်တာဗျူးလုပ်ပေးတယ်ဗောနော်ဆိုတော့ဆင်ပြေပါလေအာဆင်ပြေတဲ့ brother တွေလည်းအဆင်ပြေတယ်တချို့ကျတော့လည်း ready မဖြစ်ဘူးဗောနော်အဲ့ဒီမဖြစ်တဲ့ brother တွေလည်းရှိဆိုတော့ကျွန်တော်အဓိကပြောချင်တာကအာဒီကျွန်တော်တို့ဒီ channel on meter တမောလာဗော DIA ရနေနေအင်္ဂလိပ်စာအရင်ကြီးမညံ့ဘူးဆိုတော့အဓိကကျွန်တော်တို့ဗာလေဆိုတော့သူများပြောတာတော့နားလေတဲ့ကိုယ်အပြည့်မပြောနိုင်ဘူးဘာလို့လဲဆိုတော့ practice မရှိလို့ဗောနော်ကျွန်တော်တို့ကိုယ်တိုင်ကလည်း အင်္ဂလိပ်စာကောင်းနေတာမျိုးမဟုတ်ဘူးသို့ပေမဲ့နိုင်ငံခြားနဲ့ဆက်သွယ်ရတဲ့အခါမှာအင်္ဂလိပ်လို तू နားလည်အောင်ကိုပြောကိုပြောသူပြောတာကိုကိုနားလည်အောင်ကြိုးစားဒီလိုနဲ့ပဲကျွန်တော်တို့လေဖြတ်တန်းရတာပေါ့နော်ဆိုတော့ဟောအင်တာဗျူးမှာ myself ကိုပြောတဲ့အချိန်မှာဘာအဓိက ထားပြီးပြောသိခြင်းလဲဆိုတော့ကျွန်တော်က walking experience အဲ့ဒီကိုလုပ်ခဲ့တဲ့ walking experience ပေါ့နော်ကိုအလုပ်နဲ့ပတ်သက်တာကိုပဲကိုကပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဆိုတော့ကျွန်တော်ကထုံးစံတိုင်းရှိရကျွန်တော်တက်ကဘလောက်အဲကျွန်တော်နာမည်ဘယ်သူပဲ family မှာဘလောက်ရှိအဲ့အဲ့အဲ့ဒါကို ပါပါလေးမြ мян လေးဖြတ်ပြီးတော့အဲ့ဒီဘိုင်းကပြောက်အင်တာဗျူးကအမြဲကြားနေကြပြန်လာဆိုတော့အဲ့ဒီဘိုင်းကသူစိတ်ဝင်စားသူစိတ်ဝင်စားတာကဘာလို့စိတ်ဝင်စားရလဲဆိုတော့ဒီကျွန်တော်တို့တင်မောမှာတကယ်လုံနိုင်မလားမလုံနိုင်မလားဆိုတဲ့နော်အနေထားကိုသူစိတ်ဝင်စားဆိုတော့ကိုကကိုလုတ်ခဲ့တဲ့အလုပ်တွေကိုကိုကပြောရတော့အဲ့ချင်းကိုမှ working experience များတယ်ကိုလည်းတကယ်လုတ်ခဲ့တယ်ဆိုရင်ကိုကပြောရတာစီးစီးပိုင်ပိုင်လည်းရှိတယ် ပြီးတော့အင်တာဗျူအာကလည်းကိုယ်သဘောကျတယ်ဘာလို့သဘောကျလဲတင်မောဘောကကျွန်တော် အလုတ်သမားအနေနဲ့သွားမှာအလုတ်လုံးနိုင်မှာဖြစ်ဆိုတော့အလုတ်ကလည်းပထမဆုံးနိုင်ငံသားတိုင်းနဲ့တွဲလို့ရမှာအဲ့အတွက် communication ကောင်းရမယ်ဆိုတော့ပြီးတော့ရင်ကျွန်တော်လိုင်းနယ်လေးနဲ့ခံရမယ်ဒါကြောင့်မလို့ပေမန်းလည်းခံရအောင်မယ်ပြီးအိမ်နဲ့ဝေးတယ်အဲ့တော့ homesick ဖြစ်တာတွေရှိမယ်အဲ့ဒဏ်ကို तू ခံနိုင်လားမခံနိုင်လားဆိုတော့ तू ကစမ်းဆိုတော့အဲ့ဒီမှာကျွန်တော်ဒီကူ interview လေးကြည့်လိုက်တဲ့ခါတော့ brother တွေကဘာတွေ့ရလဲဆိုတော့ walking experience မရှိတဲ့ brother တပတ်လောက်ရှိဘာလို့ walking experience မရှိလဲကျွန်တော်နားမလည်အသက်21နှစ်22နှစ်ဖြစ်လာပြီတချို့25နှစ်26နှစ်ဒီ walking experience မရှိဘူးလို့ပြောဆိုတော့ walking experience ဆိုတာနောက်ဆုံးကိုယ့်အိမ်ကဈေးဆိုင်မှာဈေးကူရောင်းပေးရတာလဲကျွန်တော်ရဲ့ walking experience ပဲပြီးရင် okay ကျွန်တော်တို့ဈေးဆိုင်ဆိုင်ဆိုင်မှာ အလုပ်သွားလုပ်ဖူးတယ်အဲ့ဒါလည်း working experience workshop မှာလုပ်လုပ်ဖူးတယ်အဲ့ဒါလည်း working experience ပဲ code writing ရေးဖူးတယ်တင်းမောနဲ့မပတ်သက်တော့ညာလဲကျွန်တော်လုပ်ခဲ့ဘူးတာဒီမှန်များကျွန်တော်တို့ရ working experience ပဲအဲ့ဒါတွေကိုကျွန်တော်ကပြောပြငါကအလုပ်ကိုဘယ်အလုပ်ကိုဘယ်အနေပဲထူးထူးဆန်းဆန်းဆိုတော့ကျွန်တော်အောင်ပြီးတော့ဒီအခုပေါ့နော်ဒီကာလအထိနှစ်၄၅နှစ်မှာဘာလို့မှမလုပ်ဘူးတဲ့ brother တွေလည်းရှိ ဒါဆိုရင်ကျွန်တော်ကအဲ့ငါးနှစ်ကာလမှာဘာလုပ်နေလဲဆိုတော့ဘယ်လိုသွားပြောမလဲအလုံးမလုပ်ဘူးတဲ့လူအဓိကကတော့ရှစ်ပုံနာဘက်ကကလေးတွေခေါ်မှာမဟုတ်အရွယ်ရောက်ပြီးသားရုပ်ကြားလေးတွေခေါ်ဒါကြောင့်မလို့လွတ်လွတ်ဘူးတဲ့လွတ်လွတ်နိုင်တယ်ပြင်မနိုင်ပြင်မနဲ့တန်ခံနိုင်တယ်ဆိုတော့တမောသားကိုပဲသူကရွေးမှာဒါကြောင့်မလို့အင်တာဗျူးတဲ့ချိန်ညာကျွန်တော်ကအဲ့ဒါကိုအဓိကထားပြီးပြောရမှာ तू ကိုယ့်ကိုအလုတ်ခန့်အောင်လို့နော် တော့ပင်မနိုင်ခံတယ်ကျွန်တော်ဥမာဥမာကံရံတမောစီးခဲ့တယ်ဆိုကျွန်တော်ကံရံတမောတနည်းစီးခဲ့တယ်အဲ့ဒါကိုကျွန်တော်ထည့်ပြီးကျောင်းရှိမှာအဲကျွန်တော်ဆိုရှိမှာသပိန်ပြင်မှုတယ်အသိန်းပြင်မှုတဲ့အကြောင်းကိုပြောရအောင်အကုန်လုံးကကျွန်တော်အလုပ်ရဖို့အတွက်အထောက်ပံ့နေကြီးပဲအာကျွန်တော်ဘာမှမလုပ်ဘူး nothing walking experience ဆိုတာကြီးอ่ะမဖြစ်တင်ဘူးเนาะဆိုတော့နောက်ဆုံးအိမ်မှာကိုကအိမ်တန်ရှိလုပ်တယ်အမေကိုကူလုပ်တယ်အဖေကိုကူလုပ်တယ်ဆိုရင်တော့မှအဲ့ဒါလေကိုယ့်ရဲ့ walking experience ငါငါအိမ်မှာတန်ရှိလုပ်ရတယ်ဂျန်တက်ရတယ် ာအိမ်သာဆေးရတဲ့အော်အိမ်မှာငါဒီလို့တွေဝိုင်းလို့ရတယ်အဲ့ဒါလေးလေဝင်အဲ့ဒီအခြေခံလေးတွေကတင်းမို့မှာပြန်လောက်ရမှာဖြစ်တဲ့ကြောင့်အဲ့ဒီအခြေခံလို့ပူးရတာကိုပြောရင်လေအဲ့ဒါ walking experience ဆိုတော့ brother တွေ interview ဝင်တဲ့အခါမှာလူတွေအနေနဲ့ပေါ့နော် interview ဝင်တဲ့အခါမှာကျွန်တော်ကအဲတင်းမို့နဲ့ပတ်သက်ပြီးတော့ experience မရှိတော့ညာလေကျွန်တော်တို့မှာရှိတယ် walking experience ကိုထည့်ပြောစီခြင်းနဲ့နာမသာလင်အာကျွန်တော်တို့ interview အောင်အခွင့်အလမ်းများမှာဖြစ်တယ်။အုံနာကလည်းကြိုက်မှာဖြစ်တယ် ဆိုတော့ဒါမှမဟုတ်ကျွန်တော်ဘာမှမလုပ်ဘူးဆိုတာကြီးอ่ะအဲ့အဖြေကလုံးဝအဆင်မပြေပါဘူးဆိုတော့အဲ့ဒါမျိုးတွေချောင်းကြကြစီခြင်းနဲ့ကိုမပိုင်တဲ့ဘက်ကိုရိမ်းပြီးမပြောနဲ့ကိုပိုင်တဲ့ neighbor ဘက်ကိုရိမ်းပြီးပြောပါဒါဆိုစကလုံးတွေကကိုမအများကြီးရှိတယ်ဆိုတော့အားလုံးပဲလူသစ်ညီကိုများအလောက်ကန်ရရှိကြပါစေအင်တာဗျူးတွေအောင်မြင်ကြပါစေကျေးဇူးတင်ပါ